same woman new skill yes you can do it ဆိုတော့ဒီနေ့ Google Form ဘယ်လို create လုပ်တယ်လဲဆိုတာကိုလေ့လာကြရအောင် Google Form ကဘယ်လိုနေရာမှာပို့ပြီးအာဘယ်လိုနေရာမှာတောင်းတယ်လဲဘာတွေအကျိုးရှိတယ်လဲဆိုလို့ရှိရင်အများကြီးပေါ့နော်သူကအများကြီးအကျိုးရှိတယ်အများကြီးဒါလေးတိထားလဲဆိုလို့ရှိရင်လုပ်ငန်းထဲမှာအလုပ်လုပ်တဲ့ချိန်မှာလွယ်လွယ်ကူကူအာချွတ်ချွတ်မမောဖြစ်တယ်ပေါ့နော်ဆိုတော့သူကကြတော့အထူးသဖြင့်ပေါ့နော်အာ ကျမတို့ကလူအုပ်စုအများကြီးနဲ့တနေရရသွားမယ်စီစဉ်တဲ့အချိန်မှာတော့လည်းကောင် campaign ထွက်ကြမယ် pollux လောက်ကြမယ်ဆိုတာဆိုခွဲအဲ့ချိန်မှာဘသူတယောက်ချင်းစီကိုစကားလိုက်ပြောနေတာထက်စားလို့ရှိရင်ဒီ form လေးနဲ့တယောက်တယောက်ချင်းစီရဲ့ email ပို့လို့ရှိရင်တို့ဘာယူလာမယ်ကိုကဘာယူလာမယ်အဲဘာညာကွေးကွာပေါ့နော်တခါတည်းတို့ automatic အဲ့နာမှာဝင်ဖြည့်သွားလို့ရတယ်အထူးသဖြင့်ကျောင်းဆရာဆရာမတွေတို့လည်းအကျိုးရှိတယ်ဘာဖြစ်လို့လဲဆိုတော့မေးခွန်းနေမေးချင်တဲ့အချိန်မှာ ဟိုဘောနော်ចောင်းသားမိပါတွေကိုပို့တယ်အဲဘာညာခွေးကွာ multiple choice ဆိုပါတော့ဘောနော်ပြီးလို့ရှိရင်ចောင်းဆရာဆံပါတယ်ဆိုလို့ရှိရင်မေကွန်းဘောနော်မေကွန်းမေးချင်တဲ့ဟိုကိုယ့်ရဲ့မေကွန်းတွေ quiz တွေလည်းအများကြီးအတီးအကနေလုံးလုံးရတယ်ဆိုတော့ဒါကတကယ်ကိုသူတို့ create လုပ်ထားပြီးတဲ့ template ရှိတယ်လို့ကိုကအစအနေအဆုံးကို design နဲ့ကို create လည်းလုံးလုံးရတယ်လွယ်လွယ်လေးဘယ်လိုလုပ်တယ်လဲဆိုတော့တစ်ချက်သိလာကြရအောင်နော် ဆိုတော့ပထမဦးဆုံးကိုယ့်ရဲ့ Gmail account ကို sign in လုပ်မယ် Gmail account ကို sign in လုပ်ပြီးတော့လို့ရှိရင်ဒီတောင်းဝန်လေးကိုလာပါဒီ dot dot လေးတွေရှိတဲ့ Google app ဆိုတဲ့ဟာကိုတစ်ချက်နှိပ်ပါနှိပ်ပြီးတော့လို့ရှိရင် drive ကိုသွားမယ် Google drive ထဲမှာ Google form ရှိတယ်ပေါ့နော်ဆိုတော့ဒီ new ဆိုတဲ့နေရာကိုတစ်ချက်ပြန်နှိပ်ပါနှိပ်တဲ့ချိန်မှာဒီမှာလုံးဆရာလေးတွေ Google doc ရှိတဲ့ sheet ရှိတဲ့ slide ရှိတဲ့ video ရှိတဲ့ဒီ form ဆိုတဲ့နေရာလေးကိုလာပါပြီးရင်သူရဲ့ဒီ subtitle ဘက်ကိုပြန်သွားပါပြီးလို့ရှိရင်ကိုကအစားနဲ့ blank ပေါ့နော် blank paper နဲ့အစားနဲ့ကို design နဲ့ကို create လုပ်မလားဒါမှမဟုတ် သူတို့လုတ်ထားပေးပြီးသား template ကိုအသုံးပြုပြီးလုံးမလားပေါ့နော်ဆိုတော့ template ကိုတစ်ချက်ဝင်ကြည့်မယ်လေနော်ရှိပြီးသား template လုတ်ထားပြီးသားဟာကိုသုံးပြီးမှလုံးလုံးရသလားမရဘူးလားဆိုတော့အဆင်ပြေမပြေကိုကကိုဟိုပြန်ညှိလို့ရလေနော် question နေဆိုတော့ template ကိုသွားမယ်ဆိုလို့ရှိရင်ဒီပုံစံသူတို့လုတ်ထားပေးပြီးသား template တွေပုံစံမတူတဲ့ဟာတွေပေါ့နော်အများကြီးရှိတယ်အဲ့ထဲမှာမှကိုကြိုက်တဲ့ design template ကိုတခါတည်းရွေးပြီးမှကိုကလည်းကိုပြန်ပြီးမှခေါင်းစဉ်တွေပြောင်းလုံးရတယ် question တွေပြောင်းလုံးရတယ်ဒါမှမဟုတ်ကိုကလည်းကိုအစနဲ့ create လုပ်မယ်ဆိုလို့ရှိရင်ဒီ plus sign ပေါ့နော် ော့အပေါင်းလက္ခဏာကိုနှိပ်ပြီးမှနှိပ်လိုက်လို့ရှိရင်ဒီပုံစံလေးအစအနေကိုကကို create လုပ်ရမယ်ဟုတ်ဆိုတော့အကယ်၍ကိုကအစအနေမလုပ်ချင်ဘူးကိုလည်းတိတ်မလုပ်တတ်ဘူးဆိုလို့ရှိရင်ကိစ္စမရှိဘူးဒီအဲခဏတော့ကသူတို့ပေးထားပြီးသား template ကိုပဲတစ်ချက်ပြန်သွားပြီးမှဥမာကျမကတော့ဒီနေ့ birthday party invite လုပ်မယ်ဆိုပါစို့ကွယ်နမူနာဆိုတော့ birthday party ကိုနှိပ်လိုက်လို့ရှိရင်ဒီပုံစံလေးပေါ်လာမယ်ဟုတ်ဒီပုံစံလေးပေါ်လာမှာကိုကကောင်းစင်တဲ့အမျိုးမျိုးအပေါ့နော်ကို ကိုကြိုက်တဲ့အကောင်းစင်ပြောင်းလို့ရတယ်ပြီးရင်ပုံတွေလည်းပြောင်းလို့ရတယ်ဆိုတော့အဲကျွန်မကတော့ဒီ birthday party ရဲ့ကောင်းစင်ကိုဘသူ birthday လဲဆိုတော့တိရအောင် Jacob birthday party ဆိုတဲ့ဟာကို party invite ပေါ့နော်လုပ်ထားတယ်ပြီးလို့ရှိရင်ဒီ description မှာကိုကြိုက်တယ်လို့ပေါ့နော်ဘာတွေယူလာမလဲဆိုတဲ့ဟာကိုသူတို့ကိုမိဘတွေကိုမေးထားတယ်ပြီးလို့ရှိရင်ကလေးနာမည်တွေပြီးလို့ရှိရင်ဒီမှာနောက်ထပ်တစ်ခုရှိတာကကြတော့ဘသူဘဲဝါ Jacob ဆိုတာတော့ဟုတ်တယ်နာမည်တွေအများကြီးရှိတယ်ပုံစံသူနာမည်သူတွေဆိုတော့နာမည်အဲ ဟိုသူများတွေကြည့်လိုက်လို့ရှိရင်ဘသူရဲ့ဘတ်တီလဲဆိုတော့တန်းတီအောင်ကိုကပုံလဲထည့်လို့ရတယ်ဥပမာလေးနော်ဆိုတော့ပုံကိုသွားထည့်မယ်ပုံကိုထည့်မယ်ဆိုလို့ရှိရင်ကိုရဲ့ပုံကိုဒီမှာဒါကနမူနာအဖြစ်ပြောပြတာလေးနော်ဆိုတော့ဒါကအဲကလေးရဲ့ပုံဆိုကြပါစို့ကွယ်ဆိုလို့ရှိရင်သူကဒီမှာအာနာမည်မေးထားတယ်ပြီးလို့ရှိရင်ဒီဒီနားလေးမှာကိုက short answer ဖြစ်နေသွားမလား short answer ဖြစ်နေသွားမလား multiple choice ဖြစ်နေသွားမလား check box ပုံစံလားဆိုတော့ဒီ birthday ရဲ့အတွက်ကနာမည်အခုဒီနေရာမှာနာမည်မေးတာဖြစ်တဲ့အတွက် short answer ကိုရွေးထားတယ်ပေါ့နော် short answer ကကျတော့အကောင်းဆုံးပဲဖြစ်ဆိုရင် multiple choice question မဟုတ်ဘူးလေနော်နာမည်မေးထားတယ်ဆိုတော့နောက်တစ်ခုကိုပြန်သွားမယ်ဆိုလို့ရှိရင်အဲဒီမှာ multiple choice ကိုမေးထားတယ် multiple choice yes or no ဒီပုံစံပေါ့နော်ကိုကဒီပုံစံတန်းတစ်ခုပြီးတစ်ခုချင်းစီသူလုံးထားပြီးသား template ဖြစ်တဲ့အတွက်သူလုံးထားပြီးသား template ထဲက question တွေကိုကိုမကြိုက်ဘူးဆိုလို့ရှိရင်လည်းကိုဟာနဲ့ကိုဒီနားလေးကိုထောက်ပြီးမှပြောင်းလို့ရတယ်ပေါ့နော် email address ကိုမမေးချင်ဘူးဆိုပါဆိုရင်ဖုန်းနံပါတ်ပဲမေးမယ်ဆိုပါဆိုကွယ် အဲဒါမျိုးပေါ့နော်ကိုကြိုက်တယ်လို့ပြောင်းယူလို့ရတယ်နောက်ဆုံးပြီးသွားပြီဆိုလို့ရှိရင်ဒါကိုအာ publish လုပ်မယ်ပေါ့လေနော် publish လုပ်ပြီးမှကိုကဟိုဟာ link ကိုယူယူပြီးမှကိုရဲ့ဒီမိတ်ဆွေတငယ်ချင်းကိုပို့မဲ့လူတွေကိုဒီ link ကိုပေါ့နော်ဆိုတော့ဒီ link ကိုသူတို့ကိုတခါတည်းပေါ့နော်အာပို့လို့ရပြီပေါ့လေနော် gmail ထဲကနေဆိုတော့ဒီ link ကိုသူတို့လက်ခံရရှိတဲ့ချိန်မှာသူတို့စီမှာတခါတည်းအာဒီအမေကွန်းတွေရောက်လာမယ်ရောက်လာတဲ့ချိန်သူတို့လွယ်လွယ်ကူကူနဲ့အဲ ဖြေလို့ရတယ်ပေါ့နော်ဆိုတော့ဒါကိုအာကြည့်ချင်အောင်ပြန်တဲ့ငယ်ဘုဟုတွေ့ရမယ်လို့မျှော်လင့်ပါတယ် thank you so much for watching bye guys